အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ယနေ့ဖတ်ပြပေးမှာကတော့ဆရာဝင်းဖေဤဝိထုတူများတဲ့မှာလွယ်ပါမလားဆိုတဲ့ဝိထုတူလေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါဦးခင်ဗျာလွယ်ပါမလားကြီးမသိရတာပါအဖေကပြန်ပြောပြလို့ကျုပ်ကငငယ်လေးကလေးကပကြီးဝါသနာပါတာတဲ့ ကြောက်တင်ဘုံပေါ်မှာကြောက်တန်နဲ့အထက်အောက်တအားချစ်ရေးတတ်တယ်တဲ့ဘေးတိုက်လဲချစ်တာပဲတဲ့ဒေါင်လိုက်ချစ်လိုက်ဘေးတိုက်ချစ်လိုက်နဲ့အမျိုးမျိုးချစ်နေတာကိုဘာပုံလဲလို့မေးရင်ကျုပ်ငငယ်ကအိမ်ဘုံလို့ဖြေတတ်တယ်ကျုပ်ရေးတဲ့ဘုံတွေမှာခေါင်းမိုးပြတင်းနန်းရန်တကားစတဲ့အိမ်နဲ့တူတဲ့ပစ္စည်းဘာမှပါတာမဟုတ်ပါဘူးတဲ့ဒေါင်လိုက်ချစ်ထားတဲ့ကြောက်တန်ရာတွေနဲ့အလျားလိုက်ချစ်ရာတွေကြာတော့၄000ပုံကွက်တည်း အမျိုးမျိုးဆက်ဆက်နေတာဒါမျိုးတွေပါပဲတဲ့ဒါပေမဲ့ဘာပုံလဲမေးရင်တော့အိမ်ပုံလူကြီးဖြေတာပဲတဲ့သူစန်းနာကကြုတ်ရည်တဲ့ပုံတွေကအိမ်ပုံနဲ့မတူပင်မဲတမျိုးတမီအားဖြင့်တော့လေအိမ်ပုံနဲ့တူနေပြန်လေတဲ့အဲ့ဒီလိုပြောတာကိုကျုပ်ငငယ်ကနားမလဲခဲ့ပေမဲ့ကြီးလာတော့နားလဲလာတာပါပဲ။ ကျုပ်ဖုံးကြီးเจ้าမရောက်ခင်စမတင်ခင်အစိုးကြီးကလေးကကျုပ်ပကြီးရေးတယ်လို့အဖေကသူ့မိတ်ဆွေတွေကိုပြောပြောပြတတ်တယ်။ကျုပ်ဝတ်တော်လေးကြီးလာတော့နှုတ်သီးကြီးကြီးရယ်ကိုလုံးကြီးကြီးရယ်ခြေထောက်နှချောင်းရယ်ပါတဲ့ငှက်ပုံဆိုတာကိုရေးတက်လာတယ်တဲ့။နောက်ကြတော့တဲ့ဒီငှက်ပုံရဲ့ဘိုက်နေရာမှာအဲ့လိုငှက်ပုံတေးသေးလေးသုံးကောင်လောက်ကိုထည့်ရေးပြီးငှက်မကြီးပုံလို့ပြောတတ်တယ်။ဘိုက်ထဲမှာငှက်ကလေးတွေရှိနေပြီဆိုတဲ့သဘောပေါ့ဗျာ။ ဗိုက်ကြီးနေပြီပေါ့ငှက်အမေဖြစ်တော့မယ်ပေါ့ငှက်မကြီးလေဒါကိုတော့အဖေတို့ကရှင်းရှင်းလင်းလင်းနားလေကြတယ်တဲ့သဘောလေးကြကြတယ်တဲ့သူစန်းနာကကျုပ်ကိုအိမ်ပုံဆိုတဲ့ကိစ္စကိုရောငှက်မကြီးပုံဆိုတဲ့ကိစ္စကိုရောခဏခဏထပ်ပြန်တလဲလဲဆွဲခဲ့တယ်ဆိုတာပါပဲတချို့ကအဖေကိုကျုပ်ဟာတခြားပုံတွေမဆွဲတတ်လို့နေမှာပေါ့လို့အလွဲတကူပြောတတ်ကြတယ်တဲ့ အဲ့ဒီလိုပြောရင်အဖေကဘယ်တော့မှလက်မခံဘူးတဲ့ကျုံငငယ်ကဒီပြင်ပုံတွေကိုအမျိုးမျိုးဆွဲတတ်တယ်တဲ့အများကြီးပဲတဲ့ဒါပေမဲ့အဲ့ဒီအိမ်ပုံဆိုတာနဲ့ငှက်မကြီးပုံဆိုတာကတော့ခဏခဏပြန်ပြန်ဆွဲတယ်တဲ့အိမ်ပုံဆိုတဲ့ကိစ္စမှာတော်တော်ဆန်းတယ်ပထမဆွဲကစားအချိန်မှာကျုပ်ကတိတ်ငယ်တယ်မဟုတ်လားဒီတော့ကြောက်တင်ပုံမှာကြောက်တန်နဲ့ချစ်လို့ကောင်းကောင်းနဲ့ရှောက်ချစ်တဲ့သဘောပဲရှိတယ် ဒါလည်းသူ့အချိန်နဲ့သူ့အရွယ်ကျုပ်လောက်တာဘာမှမဆန်းဘူးဆန်းနေတာက နောက်ပိုင်းရောက်လာလို့ကျုပ်ကငှက်ပုံစင်ပုံအိုးပုံတစ်တာပုံဘာညာတွေဆွဲတက်လာတဲ့အချိန်မှလည်းအဲ့ဒီဒေါင်လိုက်ချစ်တဲ့ကိစ္စနဲ့အလှရလိုက်ချစ်တဲ့ကိစ္စတွေကိုလှုပ်လာတာပဲတဲ့မေးရင်လည်းအိမ်ပုံလို့ဖြေတုံးပဲတဲ့နောက်တော့ကျုပ်ဖုန်ကြီးเจ้าမှာစာတင်တယ်ကိုရင်ဝတ်တယ်နောက်ပစင်းခံတယ် နောက်လူထွက်ပြီးတောင်သူမျိုးရိုးအလုပ်ကိုလုပ်တယ်။အဲ့ဒီလို လုပ်ရင်ကျုပ်ဝါသနာပါတဲ့ပကြီးကိုလည်းရေးတာပဲ။အချင်းလဲဆိုတာပဲ။တံပတလားတော်မတောက်တခေါက်တင်လိုက်သေးတယ်။ရွာကတချမ်းပဲတီဝိုင်းလေးမှာ မစားလောက်တုံညာထိုးတော့ဖြစ်တာပဲ။အဲပကြီးရေးတာကတော့ကျုပ်တို့တော်ပိုင်းမှာပကြီးပစ္စည်းရဲ့ဘာရဲ့ညာရဲ့ပြည့်ပြည့်စုံစုံ ရှိတာမှမဟုတ်ပဲ။ဒီလိုပဲရတတ်သမျှရှိတတ်သမျှနဲ့ရေးရတာပေါ့။ ခဲတံရှိတယ်မှင်ရှိတယ်ဘောပင်ရှိတယ်ရုပ်စွာအစုံမျိုးပေါ်တွေမှာဓာတ်ရှင်ပိုစတာတွေပါတွေဆွဲတဲ့မြေစည်းဆိုတာမျိုးတောင် ကျုပ်တို့တောပိုင်းမှာကတော့လွယ်တာမှမဟုတ်ပဲနောက်ပိုင်းရောက်လာတော့ကျုပ်ပကြီးတောင်မရေးပြတော့ပါဘူးကျုပ်တို့ရွာမှာကပကြီးရေးတယ်လို့လည်းဘသူကမှအထင်ကြီးရမှန်းမသိကြပါဘူးတချို့ကပကြီးရေးတယ်ဆိုတာမွေးရပါ ပါရမီထူးမှဖြစ်တာပါတဲ့ ဒါကလည်းတတော်ပါရမီနဲ့မလွယ်ပါဘူးတဲ့။အချို့ကကြတော့လေပကြီးရေးရင်မွဲစည်းဖော်တယ်လို့ပဲရှိတော့မှာပေါ့တဲ့။သူတို့ပြောတာကတပိုင်းတော်လဲမှန်တယ်လေ။ကျုပ်တို့တောပိုင်းမှာပကြီးရေးနေလို့ဘဲကလာပဆန်ရမှာလေ။မွဲမှာပေါ့။မြို့တွေမှာတော့ဟုတ်မယ်မထင်ပါဘူး။ပဆန်တွေအများကြီးရတဲ့ဆိုင်းဘုတ်ရေးတဲ့သူတွေလည်းရှိတာပဲ။ရုပ်စုံမဂ္ဂဇင်းဘုတ်အုပ်တွေမှာလည်းပကြီးပုံတွေအများကြီးပါတာပဲ။ အဲ့ဒီလိုရေးတဲ့ဆရာတွေလည်းပတ်စံတွေအများကြီးရမှာပါပဲရန်ကုန်တို့မန္တလေးတို့ကို ရောက်ဖူးတဲ့ဆရာကိုကြာညိုကြီးပြောတော့ပကြီးဆရာတွေဟာတောင်သူလောက်တာတို့စိုက်တာတို့ပြောတာတို့ထက်ပတ်စံအများကြီးပိုရတာပေါ့တဲ့ဒါဖြစ်နိုင်တယ်လေသူတို့ကမြို့ကြီးပြကြီးတွေမှာကိုကျုပ်အဖို့ကတော့မလွယ်ပါဘူးအဖေတို့အမေတို့နဲ့အတူနေရမယ်လေတောင်သူရိုးရာအလုပ်လဲလုပ်ရမှာပေါ့ မျိုးတက်လို့မဖြစ်ပါဘူးမျိုးတက်နိုင်ရင်တော့လေတမျိုးပေါ့လေအဲ့ဒီမှာစမ်းပြတာတခုတွေ့ရပြန်တယ်ကျုပ်ကပကြီးသားမရေးတော့တာဒေါင်လိုက်ချစ်တဲ့ကိစ္စအလျားလိုက်ချစ်တဲ့ကိစ္စနဲ့အဲ့ဒီလိုလုံရင်နေရာရွှေ့လိုက်တော့လေးတောင်ကွက်တွေအကြီးအသေးအတူအရှိတွေဖြစ်လာတာကိုသဘောကြတော့ခဏခဏလှုပ်တုံးပဲချစ်လို့ရေးလို့ရတဲ့ပစ္စည်းနဲ့စုံတိုင်းကြုံတိုင်းရေးမိချစ်မိတာပဲ တခါတလေမြေကြီးပေါ်မှာဒုံနေချစ်ရတာတော့တော်တော်ရတာရှိတာပဲအဲပြောဦးမယ်ကျုပ်အလိုလှုပ်လို့တယောက်ယောက်ကဘာပုံဆွဲတာလဲမေးရင်တော့အိမ်ပုံလို့မဖြေတော့ဘူးတိုက်ပုံလို့ပြောင်းဖြေတယ်အမှတ်တမဲ့ဖြေတာမဟုတ်ပါဘူးဂယူးတစိုက်ဖြေတာတော့လည်းမဟုတ်ပါဘူးကျုပ်ဟာကျုပ်လွယ်လွယ်ကူကူဆော့ဆော့ရှူရှူနဲ့ဖြေနိုင်ခဲ့တာပါအဲ့လိုဖြေရင်ရည်ကြတယ်ဗျရင်ရင်လဲရည်ကြပါစေလေဗျကျုပ်ရေးရတာရေးခြင်းလို့ရေးတာပဲ ဖြီတော်လဲတက်တောင့်တက်တာပါပဲဒီတော်လဲပြဿနာမရှိပါဘူးအသက်အစိမ့်လောက်မှထင်ပါရဲ့ရောက်တောင်ရောက်ခဲကျုပ်မန္တလေးမြို့ကိုတစ်ခေါက်ဖျားဖူးရောက်သွားတယ်ဖျားဆောင်တန်းတွေမှာချိတ်ထားတဲ့ဗုဒ္ဓဝင်ပကြီကားတွေကြည်ရတယ်ဗျာကောင်းလိုက်တာကျုပ်ဖြင့်ကြည်လို့ကိုမဝဘူးကျုပ်တို့တဲတဲ့စီဇက်ကကိုဝင်းမောင်ကတိတ်တဘောကောင်းတယ်ကျုပ်ကိုစိတ်ရှိရှိနဲ့စောင့်ဆောင်ပေးရှာတယ် ျုပ်ကဖះဆောင်နှန်းကဗုဒ္ဓဝင်ပကြီးကားတွေကိုအကြာကြီးအကြာကြီးကြည်တာပဲကောင်းလိုက်တာဆရာကြီးတွေကလည်းရေးတက်လိုက်ကြတာမင်းခမ်းမင်းသားတွေဝစ်လဲတော်တွေအစင်တန်စာတွေနောက်ပြီးနတ်ပြည်ဆိုတာတွေငရဲပြည်ဆိုတာတွေတိတ်ကောင်းတာပဲဆရာကြီးဥသောမောင်းတဲ့ဥဆံမြတဲ့ဥချစ်မြဲတဲ့နောက်ပြီးအများကြီးပါပဲတိတ်ကောင်းနေဗျာတိတ်အနုစိတ်အသေးစိတ်တွေပဲ နောက်တော့ဟန်ကြလိုက်ပုံကကြုတ်တဲတဲ့အိမ်ကပကြီးစရာဥေးမောင်တို့ဥညိုလေးဥကျွယ်လေးတို့နဲ့တွားကြည့်လို့လွယ်တဲ့နေရာဗျကျုပ်ကိုစီဆက်ကိုဝင်းမောင်ကပို့ပေးတယ်လေဇရာကိုအေးမောင်ဆိုတာကလည်းလူပုံတွေဆွဲတယ်ဗျတိတ်ဆိတ်တာကိုအယောင်တွေသုံးပုံကလည်းတိတ်ကောင်းတယ်ဗျဆေးတွေစုပ်တွေကလည်းပြည့်စုံတာကို မေးကြည့်တော့နိုင်ငံသားကလာတာတဲ့စီစေးလို့ခေါ်တာတွေလေ အယောင်တွေကလည်းစုံပါပြီဗျာရေးတော့လေကင်းဘတ်ဆိုတာကိုပိတ်ကားကြက်တယ်လို့ကြက်ရေးရတာကိုအဲ့ဒီကင်းဘတ်ဆိုတာကလည်းနိုင်ငံသားကလာတာပဲတဲ့ဩတကယ်ကောင်းရေးမယ်ဆိုရင်အတော်မလွယ်တာပဲအစအစအရာရာပြည့်စုံမှဖြစ်တာပဲကိုင်နီးတွယ်နီးတွေကလည်းတက်အောင်မှာပါရမီကလည်းပါအောင်မှာမလွယ်ပါဘူးဗျာကျုပ်ရွာပြန်တော့စိတ်ဒုံဒုံချလိုက်တယ် ပကြီးအဟုတ်ရေးချင်ရင်မြို့တက်မှဖြစ်မှာပါလို့နိုင်ငံသားကလာတဲ့စီစေးတွေစီတွေတပင်တိုင်းတွေဆိုတာတွေစုပ်တွေကင်းဘတ်တွေဓာရီရှိမှဖြစ်မှာပါ ကျုပ်ကိုကျုပ်တိတယ်လေကံဆိုတာပြောနိုင်တာမှမဟုတ်ပဲတနေ့မဟုတ်တနေ့ကျုပ်မျိုးပေါ်ရောက်ချင်ရောက်မှာပေါ့အလုံးနဲ့အကင်နဲ့ငွေနဲ့ကြီးနဲ့ပြည့်စုံလာရင် နိုင်ငံသားကလာတဲ့ပစ္စည်းတွေကိုဝယ်မှာပေါ့ဆရာဦးဝေးမောင်လေးကပြောပါတယ် ူလိုက်ဝယ်ပေးမှာပေါ့တဲ့အဲ့ဒီစိတ်ကူးနဲ့ကြုတ်ဆောင်ခဲ့တာပဲမျိုးပေါ်တက်ဖို့အကြောင်းအလန်းဆိုတာမျိုးကလည်းမရှိခဲ့ပါဘူးကျုပ်အသက်တာ90ကျော်လာတယ်ဆရာဦးဝေးမောင်တို့ရေးတယ်လို့ကျုပ်ရေးနိုင်ဖို့ကဝေးပါသေးတယ်တခုတော့ရှိတယ်ကျုပ်ပြောခဲ့တယ်လို့တိုက်ပုံဆိုတဲ့ကိစ္စကတော့ကျုံရင်ကျုံတယ်လို့စွဲတုံးပဲဗျမင်းရင်လဲအဲ့ဒီအတိုင်းဖြေတော့မယ်ကျုပ်တို့ရွာရဲ့တောင်ဘက်မှာဥဇရက်အဟောင်းကြီးတခုရှိတယ် ဒုတိယကဘာစစ်တုံးကဘုံထီတော့သုံးဘက်သုံးနံကပြိုကျသွားတယ်။အုတ်နံရံတစ်ဖက်ကတော့ကျန်နေခဲ့တယ်။နောက်တော့အဲ့ဒီဇရဟောင်းကြီးကိုပြန်ပြီးမဆောက်ဖြစ်တော့ပါဘူး။တခုရှိတယ်။တနေ့တစ်ခါနှစ်ခါဆိုသလိုကျုပ်တို့ရွာမှာဓက်ရှင်လာလာပြတတ်ကြတယ်။အဲ့လိုပြပြီးဆိုရင်ကျုပ်ပြောတဲ့အုတ်နံရံကြီးကိုထုံးတော့ကြတယ်။အရာကြီးကိုပဲပိတ်ကားလုပ်ပြီးဓက်ရှင်ပြကြတာပဲ။အဲ တက်ရှင်မပြတော့ဘူးဆိုရင်နွားចောင်းသားတွေကလေးတွေအဲ့ဒီထုံးတုတ်ထားတဲ့နံရံပေါ်မှာတွေ့ကြရာရှစ်တောင်းစာရီရောအယုတ်တွေရောရေးကြတယ်ကျုပ်ကလည်းပကြီးဝါသနာကလေးကရှိတော့အဲ့ဒီနံရံကိုဖြတ်သွားဖြတ်လာကြည့်မိတာပဲကျုပ်ကြိုက်တယ်ဗျာကြည်ရင်ကြည်ရင်နဲ့ကြိုက်ကြိုက်လာတယ်ကျုပ်ကအသက်ကလေးလေးရလာတော့နည်းနည်းလေးစဉ်းစားတတ်လာတယ်ဒီနံရံကြီးပေါ်မှာရေးကြတဲ့ကလေးတွေကလွတ်လွတ်လပ်လပ်ရေးကြတာပဲ ပျော်ပျော်ပါပါရေးကြတာပဲစိတ်ပါလက်ပါရေးကြတာရေးကျင်လို့ကို ရေးကြတာတွေလေမိသွေးခဲနဲ့ရေးကြတာများတယ်အုံဏီခဲနဲ့လည်းရေးကြတယ်ရှာရှာပါပါမူလာရန်ကျောင်းမှာတုံးတဲ့မြေပြူရောင်စုံအတူအစတွေကိုတုံးထားတာလေးတွေလည်းတွေ့ရတယ်ညစ်ပတ်တဲ့စာတွေနဲ့ပုံတွေကတော့နည်းပါတယ်ကျုပ်တို့ရွာကအဲ့လိုရိုင်းတဲ့လူတွေတိတ်မရှိဘူးအဲ့ဒီနန်းရံကိုကြည့်ကြည့်ပြီးကျုပ်စိတ်တွေပြောင်းလာတယ်ဒီလိုဗျာ ကျုပ်အသက်ကလည်း90တောင်ကျော်လာပြီ။ကျုပ်ဆောင်နေတဲ့နိုင်ငံသားက စီစည်းတွေစုပ်တွေကင်းဘက်တွေရဖို့ဆိုတာကြီးကလည်းမနည်းဆက်သေးဘူး။ဒီတော့အဲ့ရတွေမျောနေလို့ကတော့တေသာသွားမယ်ဘာမှရေးလိုက်ရတော့မှာမဟုတ်ဘူး။အဲ့လိုတွေးပြီးကလေးကကျုပ်မှရှိတဲ့ပစ္စည်းဘာနဲ့မဆိုကျုပ်ရေးကြည့်တယ်။ဟုတ်တယ်။မရတဲ့တကခြိုင်နေပျော်ပျော်ကျုပ်မှတိတ်အချိန်မရှိတော့ဘူး။ဘာပြုလို့ဒီစိတ်ကူးကိုစောစောကမရခဲ့တယ်လဲကျုပ်မပြောတတ်ဘူး။ ကျုပ်ပြောတဲ့အုံနိုင်ရင်ကြီးပေါ်မှာလဲကျုပ်သွားရေးလိုက်တယ်။ကျုပ်တစ်သက်လုံးကရေးခဲ့တဲ့တိုက်ပုံဆိုတာလဲရေးတယ်။ငှက်မကြီးပုံလဲရေးတယ်။သုံးတဲ့ဆေးကတော့မိသွေးကလေးပါတယ်၊အုံနီကလေးပါတယ်၊တိရွက်စိမ့်တွေလည်းပါတယ်၊မဲနယ်လည်းပါတယ်အစုံပေါ့ဗျာ။ကျုပ်ပြောသလိုပဲလေပျော်ပျော်ကြီးရေးလိုက်တယ်၊ရေးရဲကြီးရေးတယ်၊ပော့ပော့ပါပါရေးတယ်၊ရေးကျင်လုံးလို့ရေးတယ်။အဲ့လိုမျိုးလေ ရေပြည်တိုင်းလည်းကြုတ်ပြော်တာပဲကလေးတွေကလည်းကြိုက်ကြတာပဲဇရာတော်ဖះကတော့ကြုတ်ကိုမကြီးမငယ်နဲ့ကွာလို့မိန်တော်မူတယ်ဒါပေမဲ့ခက်ပြုံးပြုံးပါပဲဒါပေမဲ့ဓာတ်ရှင်တစ်ခါတစ်ခါပြမယ်ဆိုရင်ကြုတ်ပြောတယ်မဟုတ်လားအဲ့ဒီအုံနေရန်ကြီးကိုထုံးတုပ်ပြန်ရောကျုပ်တို့ပုံတွေလည်းပျောက်သွားကြပြန်ရောဓာတ်ရှင်ပြတဲ့ကိစ္စလည်းပြီးရောကျုပ်တို့လည်းပြန်ရေးကြတာပဲအဲ့ဒီတော့ကျုပ်တို့လက်ရာတွေကပေါ်လိုက်ပျောက်လိုက်ပေါ့ ျုပ်ကကလေးတွေနဲ့လူပြီးရေးရတာလေပြီးတော့ရေးပြန်ရင်လဲတိုက်ပုံနဲ့ငှက်မကြီးပုံပဲများပါလေတလောစီကတော့ကျုပ်နည်းနည်းဖျားတယ်ခဏပါဒါပေမဲ့အားနေသွားလို့နှစ်ပတ်လောက်နားလိုက်ရတယ်ကိုချစ်ကောင်းအိမ်လာတော့ကျုပ်ကတော်တော်လေးအားရှိနေပါပြီဒီတစ်ခေါက်တူလာပုံကနည်းနည်းထူးဆန်းနေတယ်ခါတိုင်းလို့မဟုတ်ဘူးကျုပ်ကမေးတော့ဘာမှအသိမပြောပါဘူးတာကူးကဘိုတဲကိုခဏလိုက်ခဲ့စမ်းပါတဲ့ ကျုပ်လည်းဥကြောင်ကြောင်နဲ့ထလိုက်ခဲ့ပါတယ်။ဒီလိုလေအဲ့ဒီဘိုတဲမှာကဘိုးတွေတဲတဲ့တဲဘာဘိုးတွေလဲဆိုတော့ဆယ်မြောင်းစီမံကိန်းအတွက်တိုင်းတာတွက်ချက်တဲ့ဘိုးတွေလေသူတို့တစ်ခါတစ်ခါလာပြီးဆိုရင်ကိုချစ်ကောင်းကစကားပြန်လဲလုပ်တယ်အဓိကကတော့နေကန်လန်းပြပေါ့ဗျာခုကိစ္စမှာတော့ကျုပ်ကဘူးမသိပါမသိနဲ့လိုက်ခဲ့ရတာပါဘိုးတဲရောက်တော့မှသူတို့ရှင်းပြလို့အကြောင်းစုံသိရတော့တယ် အဲ့ဒီဘိုရီတဲကအင်ဂျင်နီယာတယောက်ကသူ့သွားလေရာရောက်လေရာမှာကင်မရာတစ်လုံးနဲ့ဓာတ်ပုံတွေရိုက်တယ်ဆိုပဲတခါကတော့ကျုပ်တို့အယုတ်တွေထင်းရလျှောက်ရေးထားတဲ့အုံနယံကြီးကိုလည်းရွာအလှကိုရိုက်ရင်ဒစိမ့်တရေသာပါသွားတယ်ဂျာမနီကိုပြန်ရောက်တော့သူရိုက်ခဲ့တဲ့ဓာတ်ပုံတွေကို စေကူပြီးမိတ်ဆွေအပေါင်းအသင်းတွေကိုပြတယ်အဲ့ဒီမှာပကြီကားအယောင်းဝယ်လို့တဲ့တထေးကြီးတယောက်က ကျုပ်တို့ရေးကျင်ရာလျှောက်ရေးထားတဲ့အုံနယံကြီးကိုကျုပ်ပြောတဲ့အင်ဂျင်နီယာရဲ့ဓာတ်ပုံတွေထဲမှာတွားတွေ့တဲ့သူကကျုပ်တို့ရေးတဲ့ပုံတွေကိုတက်တက်အကြီးချဲ့ကြည့်တယ်ဆိုပဲသူတို့မှာဓာတ်ရှင်ပြသလိုစလိုက်နဲ့ထိုးကြည့်လို့ရတဲ့ပုံကြီးတွေလှုပ်ထားတာရှိတယ်အရာကြီးတွေကိုနန်းရံမှာ၆ပေပက်လေလောက်ရှိတဲ့ပိတ်ကားဖြူပေါ်မှာထိုးပြတာပဲတိုက်ပုံရောနှက်မကြီးပုံရောတခြားကလေးတွေရေးတဲ့ပုံတွေလည်းပါတယ်လေ အဓိကကတော့ကျုပ်ပုံတွေပဲပေါ့အဲ့ဓာတွေကိုစိတ်ဝင်စားတဲ့ပကြီးကုံတဲ့တထေးကြီးဆိုတာလဲပါလာတယ်လေသူ့ကိုကိုချစ်ကောင်းကကျုံနဲ့မိတ်ဆက်ပေးတယ်ကျုပ်ကတော့ဗာတိမာလဲဘာမှလည်းမပြောတတ်ပါဘူးထုံအားအားကြီးပဲပေါ့ကိုချစ်ကောင်းကဘာသာပြန်လုပ်ပေးတယ်သူကကျုပ်ရေးတဲ့ပုံတွေကိုကြိုက်တဲ့အကြောင်းအဲ့လိုပုံမျိုးတွေဘလောက်များများရေးတလဲလို့မေးတယ်။ဗာဆေးတွေနဲ့ရေးတယ်ဆိုတာမျိုးတွေလည်းပါတယ်။ကျုပ်ကလည်းအမှန်အတိုင်းပဲပြောရတာပေါ့ ကျောက်အကြောင်းကတော့ကိုချစ်ကောင်းလဲတည်နေတာပဲခဏနေတော့အုပ်စရက်နေရန်ကြီးကိုတွားကြည့်ရမယ်ဆိုပြီးပြင်ကြဆင်ကြတယ်အဲ့ဒီမှာကြောက်ရင်တွေတဒိဋ္ဌိခုံလာပြန်တာပဲဘာလို့လဲဆိုတော့နောက်နှစ်ရက်လောက်နေရင်ဓာတ်ရှင်ပြမယ်လေအဲ့လိုဆိုရင်သူတို့အုပ်နေရန်ကြီးကိုထုံးတုပ်ကြအောင်မယ်လေထုံးများတုပ်ပြီးသွားပြန်မလားဖះသားကြမလို့မတုပ်ပါစေနဲ့အုံးစူတောင်းမပြေဘူးဗျာတကယ်ကိုလက်မတင်လေးပဲ ကျုပ်တို့အဖွဲ့ရောက်တဲ့အချိန်မှာအုံနံရံကြီးကိုထုံးတုံနေပြီလေကျုပ်ပုံကြီးတွေဆိုတဝက်လောက်ပဲမှီတော့တယ်ကျုပ်ကမတုပ်ပါနဲ့လို့ပြောပေမဲ့မရပါဘူးဗျာမတုပ်လို့ကလည်းမဖြစ်ဘူးလေဒက်ရှင်ပြရမယ်မဟုတ်လားကျုပ်တို့ဧည့်သည်ဘိုးတွေပါလာလို့ကျုပ်ပုံကြီးတွေတဝက်တစ်ပြက်ကိုတော့ထုံးမတုပ်ပဲခဏစောင့်ပေးပါတယ်ဂျာမန်ပကြီးကုံတယ်ကြီးကကျုပ်ပုံတချမ်းပဲကြီးတွေကိုကြည့်ပြီးဓာတ်ပုံထဲမှာထပ်ပိုကောင်းနေတဲ့သူတိတ်ကြိုက်တယ်တဲ့ ထုံးတော့ရတော့မယ်ကိစ္စကိုဆက်လုပ်ကြပါတယ်။ကျုပ်အယုတ်ကြီးတွေဟာကျုပ်တို့မျက်စိအောက်မှာပဲတစားချင်းတစ်ပိုင်းချင်းပျောက်သွားပါတယ်။ကျုပ်ရင်ထဲမကောင်းလိုက်တာ။အကြီးကောင်တဲ့ကြီးက ကျုပ်နဲ့အလုပ်စကားပြောပါတယ်။ကျုပ်ကိုသူက နိုင်ငံခြားဖြစ်ဆေးအကောင်စားဆုပ်အကောင်စားကင်းဘတ်အကောင်စားတွေပေးမယ်တဲ့။ကျုပ်ကပကြီကားတွေဆွဲပေးရမယ်။ပတ်စံတွေလည်းအများကြီးပေးပါမယ်ပေါ့ဗျာ။တခုတော့ရှိတယ်။ ကျုပ်ဆွဲခြင်းလှပါတယ်ဆိုတဲ့ပုံကိုမှဆွဲပါတဲ့မဆွဲခြင်းပဲနဲ့မဆွဲပါနဲ့တဲ့ကြိုက်တယ်လို့ဆွဲပါတဲ့လွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်နဲ့ပော့ပော့ပါပါပဲဆွဲပါတဲ့ကျုပ်နားလေပါတယ်ကျုပ်ကောင်းကောင်းသဘောပေါက်တာပေါ့ကျုပ်ဆွဲမယ်ကောင်းကောင်းဆွဲမှာပေါ့ပကြီးကုံတဲ့ကြီးကလည်းတိတ်ဝမ်းတာတယ်လို့ပြောပါတယ်ကျုပ်လိုတဲ့ပစ္စည်းတွေကိုအမြန်ဆုံးရောက်အောင်မှာပေးမယ်လို့လည်းပြောပါတယ်ကျုပ်တဲ့ရင်ကတရွာလုံးတည်သွားကြတယ် တို့လည်းပျော်ကြတာပေါ့ကျုပ်ကလည်းတထေးဖြစ်တော့မယ်ဆိုပြီးဝိုင်းစားကြတယ်ကျုပ်ကလည်းမြောက်စွာမြောက်စွာနဲ့တွင်းနှထင်ရောက်တော့တာပေါ့ဒါပေမဲ့ကျုပ်ဘဝပြောင်းသွားပြီဆိုတာသိလိုက်ရတဲ့အတွက်ကျုပ်အရင်ဘဝကလိုရေးမှရေးတတ်ပါတော့မလားလို့မစွဲခြင်းရင်မစွဲနဲ့ဆိုတာလွယ်ပါမလားလွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါပါနဲ့လှုပ်ဆိုပေမဲ့လွယ်ပါမလား နားဆင်ခံစားပေးကြပါတော့အရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ